ေးမျှဝေပေးကျင်တာလေးကပေါ့နော်ကျွန်တော်တို့ကဟိုလုံလေးလေး၅လလောက်ကပေါ့နော်ဇင်းရင်တစ်ခုလောက်ကြတယ်အဲ့မှာဆိုလို့ရှင်သူကလုပ်ငန်းရှင်၃ဦးရှိတယ်ပေါ့ဘုမာဆိုကြပါဆို AA ရယ် BB ရယ် CC ရယ် AA BB ရယ် CC ရယ်ပေါ့နော်အဲ့မှာသူကလုပ်ငန်းရှင်၃ဦးကလုပ်ငန်းတစ်ခုကိုလုပ်ဖို့တဲ့ငွေကိုထည့်ဝင်ရမှာထည့်ဝင်တဲ့အခါမှာ A က55ရာခိုင်နှုန်းအဲ B ကဟာပေါ့နော်25ရာခိုင်နှုန်းသူက C က20ရာခိုင်နှုန်းပေါ့ သူကအဲ့လိုထည့်ဝင်ကြရမယ်အဲလောလောဆယ်သူကအဲ့လုပ်ငန်းအကျိုးမြတ်မြတ်တွေငွေအရင်ထည့်ဝင်ကြရမှာပေါ့နော်55ရာခိုင်နှုန်း25ရာခိုင်နှုန်း20ရာခိုင်နှုန်းအတိအထိထည့်ဝင်ရမယ်ဒါပေမဲ့သူကတပြိုင်နဲ့ထည့်မှလည်းမဟုတ်ဘူးတစ်ခါတည်းထည့်မှလည်းမဟုတ်ဘူးသူကအဲ့လုပ်ငန်းကိုလုပ်နေတဲ့ AA ကအရင်ထည့်ခြင်းထည့်မယ် B ကအရင်ထည့်ခြင်းထည့်မယ် C ကအရင်ထည့်ခြင်းထည့်မယ် အဲလိုတဲ့အချိန်မှာထည့်မှာဖြစ်တဲ့အတွက်ထည့်ခြင်းနဲ့နေထည့်မယ်ဆိုတဲ့သဘောပေါ့နော်ပြီးတော့ထည့်တာလည်း A အစဉ်ပြင်း A ရအရင်ထည့်လိုက်မယ် B အစဉ်ပြင်း B ရအစဉ်အရင်ထည့်လိုက်မယ်ပေါ့ C အစဉ်ပြင်း C ရအရင်ထည့်လိုက်မယ်သူတို့တောင်းထည့်ဝင်နိုင်တဲ့ပမာဏနဲ့လုပ်ငန်းလိုအပ်တဲ့ပမာဏကိုသူတို့ထည့်ဝင်သွားကြတာပေါ့အဲ့ဒါကိုကျွန်တော်တို့ကလှုပ်ချင်တာကဘာလဲဆိုတော့ဥမာ A A ရ100ထည့်လိုက်ပြီဆိုလို့ရှိရင်ဥမာ A ရအရင်ဆုံးထည့်လိုက်တယ်ဆိုပါဆို A ရ100အရင်ဆုံးထည့်လိုက်ရင် B နဲ့ C ကဘယ်လောက်ထည့်ရမလဲ အဲနောက်တစ်ခေါက်ဒီမှာအမှသူကထည့်ရမလဲနောက်ထပ်စီရ60ထည့်လိုက်ပြီးအဲ့ဒါဆိုရင်တော့သူတို့သုံးဦးဘသူကဘယ်လောက်ထည့်ရမလဲပေါ့နော်အဲ့ဒါလေးတွေကိုသူကဟိုတွက်ထားတွက်တာပေါ့နော်အဲ့တွက်တဲ့နီးလေးကို ကျွန်တော်အခုမျှဝေပေးမှာဖြစ်ပါတယ်ဥပမာဒီမှာဆိုရင်ကျွန်တော်သုံးထားတဲ့ formula လေးတွေကတော့ sum function ရယ် formula လေးတွေလွယ်ပါတယ် sum ရယ် max function ရေပေါ့နော် round ကတော့ကျွန်တော်တသမဂိမ်းနေမလို့ကျင်တဲ့အတွက် round နဲ့ဖြတ်ချလိုက်တာပေါ့နော်အဓိကသုံးသွားတာကတော့ဒီ sum function လေးနဲ့ max function လေးကိုပဲအသုံးပြုသွားတာပါဥပမာဆိုဒီမှာဆိုရင်ကျွန်တော်တစ်ချက်အဲဒီမှာဆိုကျွန်တော်ဒီမှာပေါ့နော်ဒါစီးရင်လေးပေါ့နော်မူရင်း data မှာတော့ကျွန်တော်ကငွေစင်းရနေယူပြီးတော့ဒါကို sum in နဲ့ထည့်ထားပေါ့နော်ဒီမှာတော့ကျွန်တော်ရိုက်ထည့်ပြထားပါတယ်ဒီမှာဆိုကျွန်မ100ရိုက်ထည့်လိုက်ပြီးသူက AA က100ထည့်လိုက်ပြီးဆိုလို့ရှိရင် B က45သိန်း45455ကျက်ထည့်ရမှာ C ကတော့36သိန်း36634ကျက်ထည့်ရမှာပေါ့နော်အဲ့လိုလေးအဲ့လိုလေးလေးအပြည့်ထွက်လာပါတယ်ဥပမာကျွန်တော်ဒီမှာနောက်ထပ် A နဲ့မှာပဲ A က100ထည့်တယ်လို့ B ကလည်း90ထည့်လိုက်မယ်ပေါ့နော်အဲဆိုရင်တို့ထည့်ဝင်စုပေါင်း150ဖြစ်သွားပြီဆိုရင်တော့ A က10သိန်း ထည့်ဖို့လိုမယ်။ C က340ထည့်ဖို့လိုမယ်ပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်တက်သွားတာလေးကတော့အဲ sum function လေးရဲ့ max function လေးရဲ့ကိုတွဲပြီးတက်သွားပါပေါ့နော်။ကျွန်တော်ဒီမှာ formula အလုပ်လုပ်ပုံလေးတွေကိုနည်းနည်းရှင်းပြပေးပါမယ်။ဒီမှာဆိုလို့ရှိရင်ပေါ့ဒါထည့်ဝင်ငွေကျွန်တော်ပုံဒီမှာဆိုထည့်ဝင်ငွေစရာလေးရှိမယ်။ကျွန်တော်တို့ကအဲ့မှာသူကသူတို့ထည့်လိုက်တဲ့ငွေတိုင်းငွေတိုင်းကြီးသူတို့အချိုးအတွက်ပဲထည့်တာလို့ထည့်တာဖြစ်ပါတယ်။ အေက100ထဲလိုက်တယ်ဆိုတာကသူကသူ95ရာခိုင်နှုန်းအတွက်အေက100ထဲလိုက်တာပါအဲဆိုကျွန်တော်တို့တွက်ကြည့်ရမှာဒီသူကအေကငါသူ95ရာ ခိုင်နှုန်းအတွက်100ထဲလိုက်ပြီဆိုရင်100ရာခိုင်နှုန်းအတွက်ဆိုလို့ရှိရင်ဘယ်လောက်ဖြစ်မလဲဆိုတာကိုကျွန်တော်တို့အရင်ဆုံးရှာရပါမယ် အဲဆိုတော့သူကျွန်တော်တို့တင်ကြသဘောတရားရဆိုလို့ရေလို့ရှိရင်ဟိုမှာပေါ့နော်တရားထည့်လိုက်တယ်ဆိုကျွန်တော်တို့တရားတရားဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့တရားခိုင်နှုန်းကိုပြန်ဖွဲ့လိုက်မယ်55နဲ့ထားလိုက်ပြီးတော့တရားနည်းမြောက်လိုက်တယ်ဆိုရင်သူ့ရဲ့တရားရခိုင်နှုန်းကိုရတာပေါ့နော်တရား83သိန်းသူ့တရားရခိုင်နှုန်းနေ183သိန်းရှိသားမှာဒီမှာလွယ်လွယ်တွေးမယ်ဆိုလို့ရှိရင်သူထည့်လိုက်တဲ့ငွေကိုသူ့ရဲ့ရခိုင်နှုန်းနဲ့စားလိုက်ရင်တရားကိန်းအပြည့်ဖြစ်ပါတယ်။ဒါဆိုကျွန်တော်ဒီမှာလုံးမဲ့ တရားကိုသူ့ရဲ့ပေါ့နော်အစား55ပေါ့နော်55ရာခိုင်နှုန်းနဲ့စားလိုက်ရင်သူ့ရဲ့သိန်းတရားအကိန်းဖြစ်ပါတယ်ဒီမှာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကတရားထည့်ထားတယ်ပေါ့နော်တရားဆိုတာဒီသူ့ရဲ့55ရာခိုင်နှုန်းမှာအဲ့တော့55နဲ့စားမယ်တရားနဲ့ပြန်ပေါင်းလိုက်ရင်180ကျော်ဖြစ်ပါတယ် အလေတဘောမျိုးပဲဖြစ်ပါအဲ့ဆိုသူက55ရာခိုင်နှုန်းထည့်လိုက်မယ်ဆိုရင်183,8130ကျဒီမှာလည်းကျွန်တော်သူ့ရဲ့ formula လေးကိုတွက်ထားလိုက်မယ်ပေါ့နော်သူကဆိုရင်25ရာခိုင်နှုန်းနဲ့စားလိုက်မယ်ဆိုရင်သူ့ရဲ့သိန်းကြာအသိန်းဖြစ်တရားဆိုရင်ထည့်ရမယ်ပမာ တရရခိုင်လုံးဖွဲလိုက်တာပေါ့နော် BB ထဲတဲ့ငွေကိုတရရခိုင်လုံးဖွဲလိုက်တာဖြစ်ပါတယ်ဒီမှာဆိုရင်သူစီထဲတဲ့ငွေကိုသူ့ရဲ့ရခိုင်လုံး20ရခိုင်လုံးနဲ့စားလိုက်မယ်ဆိုရင်သူစီထဲတဲ့ငွေရမှာပေါ့နော်သူကဒီမှာတော့တခုမှမထည့်ရရတဲ့အတွက်ဒီမှာ plan ပြနေရပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်သူတို့ထည့်လိုက်တဲ့တရရခိုင်လုံးထည့်လိုက်တဲ့ငွေကိုတရရခိုင်လုံးဖွဲလိုက်မယ်ဆိုရင်ရသွားတဲ့ငွေကိုရပြီအဲ့ဒါဆိုတော့ဘသူအများကျွန်တော်တို့က ဒီအဲ့ဆိုတရားရခိုင်နှုန်းထဲလိုက်တဲ့ငွေကိုတော့ရယူပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ရှာကျင်တာကဟိုဘယ်သူအများဆုံးထည့်ထားရင်ဘယ်လောက်လဲဆိုတော့ပေါ့နော်နောက်ကျန်တဲ့လူတွေဘယ်လောက်ထည့်ရမလဲအများဆုံးထည့်ထားတဲ့လူရဲ့အပေါ်မှာမူတည်ပြီးတော့ကျန်တဲ့လူတွေကအဲ့ဒီလူထည့်လိုက်တဲ့ပမာဏကိုလိုက်မိဖို့ဘယ်လောက်ထည့်ရမလဲဆိုတာတွေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ၃ခုတည်းကအကြီးဆုံးကိန်းကိုရှာလိုက်ပါမယ်အကြီးဆုံးကိန်းပေါ်မှာမူ တည်ပြီးတော့ကျွန်တော်တို့ကဘသူဘလောက်ထည့်ရမလဲဆိုတာပြန်တွဲရမှာကိုအဲဆိုတော့ဒီမှာအကြီးဆုံးကိန်းကိုရှာလိုက်ရမှာပေါ့နော်အကြီးဆုံးကိန်းရပြီဆိုမှအဲ့အကြီးဆုံးကိန်းရဲ့ငါဟိုပေါ့နော်အကြီးဆုံးကိန်းရဲ့ AA က55အကြီးဆုံးကိန်းပေါ်မှာတွဲရမယ်အကြီးဆုံးကိန်းရဲ့55ရာခိုင်နှုန်းနေ AA ထည့်ရမယ်အကြီးဆုံးကိန်းရဲ့25ရာခိုင်နှုန်းနေ B ထည့်ရမယ်အကြီးဆုံးကိန်းရဲ့ 20ရာခိုင်နှုန်းနေစီထဲရမယ်ပေါ့အဲဆိုလို့ရှိရင်သူတို့ထည့်ဝင်ရမယ်ပမာဏကိုရသွားပြီဆိုမှကျွန်တော်တို့သူတို့ထည့်ဝင်ထားတဲ့ငွေကိုနှုတ်လိုက်မယ်ဆိုရင်အဲဘယ်သူဘလောက်ထည့်ရမယ်ဆိုတဲ့အဖြေတစ်ခုကိုရလာမှာဖြစ်ပါတယ်တေချာတာကတော့ကျွန်တော်တို့ဒီမှာအကြီးဆုံးကိန်းကိုရှာထားတယ်ကျွန်တော်တစ်ခေါက်ပြန်ပြောပေးပါမယ်ကျွန်တော်တို့ဒီမှာအကြီးဆုံးကိန်းကိုရှာထားတာဖြစ်တဲ့အတွက်ဒီနေရာမှာဆိုရင် AD အကြီးဆုံးသူများဆုံးထည့်ထားတာဖြစ်တဲ့အတွက် ဒီနေရာမှာထည့်ဝင်တဲ့အကြီးဆုံးထည့်ရမယ့်ပမာဏဒီ A နဲ့ဥပပေါ့နော်အကြီးဆုံးထည့်ရပမာဏထွက်လာမယ်အဲ့ဒါဆိုသူထည့်ဝင်ရမယ့်ပမာဏဒီသူ့ပေါ်မူတည်ပြီးရှာထားတာဖြစ်တဲ့အတွက်သူဒါအကြီးဆုံးဖြစ်နေမယ်ဆိုဒီပမာဏနဲ့ညီနေမှာအဲ့ဒါဆိုလို့ရှိရင်0ထွက်ပါမယ်မညီနေဘူးဆိုလို့ရှိရင်တော့သူထည့်ဝင်ရမယ့်ပမာဏထွက်ပါမယ် အဲ့ဆိုပထမဆုံးကျွန်တော်တို့ကဒါက55ဟွာပေါ့နော်အဲ့ဒီတရားဖွဲ့မယ်ဆိုလို့ရှိရင်သူထဲလိုက်တဲ့ငွေကိုသူ့ရဲ့ရာခိုင်နှုန်းနဲ့စားလိုက်ရင်လွယ်လွယ်ပြောမယ်ဆိုရင်အဲ့ဆိုတရားရာခိုင်နှုန်းဖြစ်သွားပါတယ်ဟုတ်ပြီတရားရာခိုင်နှုန်းဖြစ်တော့ကျွန်တော်တို့ဒီမှာအကြီးဆုံးကိန်းကိုရှာမယ်ပေါ့နော်အကြီးဆုံးကိန်းကိုရှာမယ်ဆိုတော့ mass formula ကိုသုံးမယ်ဒီကုန်းကပေါ့နော်အဲ့ကြောင့်မှာအကြီးဆုံးကိန်းကိုရှာလိုက်ရင်ဒီမှာအကြီးဆုံးကိန်းကြီး180ကျော်ပါအဲ့ဒီ180ကျော်ရဲ့55ရာခိုင်နှုန်းကို 55ရာခိုင်နှုန်းကိုပေါ့နော်ကျွန်တော်တို့55ရာခိုင်နှုန်းကို AA ထည့်ရပါမယ်ဆိုတော့ AAD တရားထည့်ရပါအဲ့ဆိုသူထည့်ထားရလဲတရားသူကအကြီးဆုံးဖြစ်နေတဲ့အတွက်သူထည့်ဝင်ထားရလဲတရားခရမင်းငွေလဲတရားဆိုတော့သူအတွက်အပြေဒီ0ထွက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့သူဒီထည့်ရမှာဒီသူကအဲ့အရဲ့55ရာခိုင်နှုန်းကိုထည့်ရမယ်ဆိုတော့ သူထည့်ဝင်ရမှာဒီ45သိန်း4555သူတကြမ်းမှမထည့်ထားတဲ့အတွက်သူထည့်ဝင်ရမယ်အဲပမာဏအတူတက်တာပေါ့နော်သူရဲ့ဒီဘက်မှာသူထည့်ဝင်ရမယ်ငွေပေါ့တကယ်အမှန်တကယ်ထည့်ဝင်ရမယ်ငွေဒီ45သိန်း4000ကျော်ပါသူရောဒီမှာဆိုလို့ရှိရင်လဲသူကတွက်လိုက်မယ်ပေါ့နော်ဒီဟာရဲ့20ရာခိုင်နှုန်းပေါ့ ဒါကသူတို့အမှန်တကယ်ထွက်ဝင်ရမယ်ငွေတွေပါ။ဒါကထည့်ဝင်ထားတဲ့ငွေ။သူအမှန်တကယ်ထည့်ဝင်ရမယ်ငွေကတရားအေးအေးကတရားထည့်ပြီးပြီဆိုတဲ့အတွက်သူက0ထွက်မယ်။ B ကတော့တကြမ်းမမထည့်ရသေးတဲ့အတွက်45သိန်းကျော်ထွက်ရမယ်။ C ကလည်းတကြမ်းမမထည့်ရသေးတဲ့အတွက်သူ36သိန်း36000 364ချက်ထွက်ရမယ်ဆိုပြီးအပြေထွက်လာ။ Okay ဒီမှာကျွန်တော်90ထည့်လိုက်မယ်။ A ကအဲ့ဒီနေ့မှာပဲ A က100ထည့်တယ်လို့ B ကလည်း90ထည့်မယ်ဆိုရင်တော့အဖြေကပြောင်းသွားပါပြီ။ဒီမှာ A A ထည့်ဝေရမယ့်ပမာဏဒီ130ပါ။ B ထည့်ဝေရမယ့်ပမာဏကတော့90ပါ။သူကအမြင့်ဆုံးဖြစ်သွားတာပေါ့နော်။ C ကတော့ထည့်ဝေရမယ့်ပမာဏက40။အဲ့ဒါဆိုလို့ရှိရင်ထည့်ဝေငွေက100ထည့်ဝေရမယ့်ငွေက100ဖြစ်တဲ့အတွက် AD 100သိန်းထပ်ထည့်ရပါမယ်။နော်။ AD 100သိန်းထပ်ထည့်ရမယ်။ CD 30ထပ်ထည့်ရပါမယ်။ ဆိုတော့ကျွန်တော်တို့ဒီမှာထဲထပ်မှန်ထဲဝင်ရမယ့်ငွေကိုကျွန်တော်တို့ဒီမှာတစ်ချက်လေးကျွန်တော်တွက်ကြည့်မှာပေါ့နော်ဒီမှာဆိုရင်ထပ်မှန်ထဲဝင်ရမယ့်ငွေပေါ့နော်အချိုးကျညီသွားဖို့အတွက်ထပ်မှန်ထဲဝင်ရမယ့်ငွေပေါ့နော် sorry ဟာ ျွန်တော်တချို့ထပ်မံထည့်ဝင်ရမယ့်ငွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီရလာတဲ့ဒီပေါ့နော်အေးအထပ်မံထည့်ဝင်ရမယ့်ငွေပမာဏတွေကနေ ဒီထဲဝင်ပြီးတဲ့ငွေပေါ့နော်ဒီငွေကထဲဝင် ပြီးတဲ့ငွေကိုနှုတ်လိုက်မယ်ဆိုရင်ဒီမှာ30သူ30ဒိန်းထဲရမယ်ဒီထဲဝင်ရမယ်ငွေ ပမာဏတဲကနေသူထဲဝင် ပြီးတဲ့ငွေ ပေါ့နော်နှုတ်လိုက်မယ်ဆိုရင် သူကတော့သူအများဆုံးဖြစ်နေတဲ့အတွက်ဇီရိုထွက်မယ်အဲသူကလည်းထဲဝင်ရမယ်ငွေက40ရှိတယ်သူထဲဝင်ပြီးတဲ့ပမာဏပေါ့နော်သူကတစ်မထဲရသေးပါဘူးဒါဆိုရင်သူရဲ့ထဲဝင်ရမယ်ပမာဏဒီ30ဖြစ်ပါတယ်ဒါကတစ်ခုချင်းစီလေးတွက်ပြသွားတာပါအ ဲ့ဒါကိုကျွန်တော်တို့ကဒီဘက်မှာပေါ့နော်ဖော်မြူလာလေးချိန်ပြီးတော့တွက်လိုက်တာပါအဲ့ဒါဆိုတဲ့အခါကျတော့ဒီမှာပြန်သွားကြည့်ကြမယ်ပေါ့နော်သူတက်ဖော်မြူလာကတော့ခက်ခက်ခဲခဲတွေမဟုတ်ဘူးဆန်းရယ် mass expansion ရယ်ပေါ့နော်တုံးထားတာဆိုကျွန်တော်တို့เนี่ยရင်းနှီးနေတာဖော်မြူလာလေးတွေပဲဖြစ်ပါတယ်ဒါပေမဲ့အဒီဖော်မြူလာဒီနည်းနည်းပေါ့နော် အဲ့ဒီတွက်မဲ့ပုံစံလေးကိုစဉ်းစားရတာလေးနည်းနည်းရှင်းပြရလေးနဲ့ဆိုဗီဒီယိုဖိုင်လေးကနည်းနည်းကြာသွားပါလိမ့်မယ်။ဒါလေးကတော့ကျွန်တော်လုပ်ငန်းခွင်မှာပေါ့နော်အမေရိကန်တုံးပြင်းနဲ့ကျွန်တော်စဉ်းလို့ပေါ့တွေ့ကြုံနေတဲ့ဟာလေးမှာကျွန်တော်ဖြည့်ရှင်းထားတဲ့ Excel ဟိုဟာလေးတွေကိုကျွန်တော်မျှဝေပေးတာပေါ့နော်ကျွန်တော်ရဲ့ဒီ Excel by KM ဆိုတဲ့ပေလေးကနေကျွန်တော်အသုံးပြုနေတဲ့ formula လေးတွေကျွန်တော်သိတဲ့ဒီ Excel formula လေးတွေအကြောင်းကို sharing လုပ်ပေးနေတဲ့ page လေးဖြစ်ပါတယ်။အဲနောက်ထပ်လည်းကျွန်တော်ဒီလိုဗီဒီယိုဖိုင်လေးတွေထပ်ပြီးတော့ sharing လုပ်ပေးနေအောင်ပါ ှုလို့ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ကျွန်တော်ဒီ A75KM ဆိုတဲ့နာမည်နဲ့ပဲ YouTube မှာလည်း channel တစ်ခုရှိပါတယ်အဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါလို့ပြောဆိုချင်ပါတယ်အဲ့မှာလည်းဒီ video file လေးတင်ထားပေးတယ်ပေါ့နော်